င်္ဂလာပါရှင်။ရာကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။စီးရီးယားအာနာရှင်အာဆက်ပြုတ်ကျထွက်ပြေးသွားသလိုမင်းအောင်လှိုင်အရှုံးပေးသွားရေးအလုံးနဲ့တက်တဲ့ပြကြံရန် NUG ယာယီသမရကတိုက်တွန်းလိုက်ပါတယ်။ပြည်ပနိုင်ငံတွေကနေတင်သွင်းတဲ့သွင်းကုန်ပစ္စည်းတွေကိုအခုထက်၄ဆခန့်ပိုမိုဖမ်းဆီးပေးရန်ဒုစစ်ခေါင်းဆောင်စိုးဝင်းကထပ်မံအမိန့်ပေးလိုက်တဲ့သတင်းပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့စီးရီးယားနိုင်ငံကအာနာရှင်သမရအာဆက်ပြုတ်ကျသွားပြီးနိုင်ငံကနေထွက်ပြေးသွားသူလို့မင်းအောင်လိုင်အပါအဝင်အာနာရှင်တွေအရှုံးပေးသွားဖို့အတွက်အလုံးနဲ့တက်တည်ပြကြဖို့အမျိုးသားညညရေးဆိုရအန်ယူဂျီယာယီသမရဒူဝါလရှိလာကတိုက်တွန်းလိုက်ပါတယ်အမျိုးသားညညရေးဆိုရအဖွဲ့ရဲ့အစည်းအဝေးမှာ ယာယီသမရကအခုလိုတိုက်တွန်းဆော်လိုက်တာလည်းဖြစ်ပါတယ်။စီးရီးယားမှာအာနာရှင်အာဆက်ပြုတ်ကျသွားတာဟာမြန်မာနိုင်ငံအတွက်အားတက်စရာဖြစ်ပြီးစစ်မှန်ပြီးလက်တွေ့ကျတဲ့တော်လှန်ရေးတိုင်းဟာ အာနာရှင်တွေအပေါ်မှာအောင်ပွဲခံနိုင်တာကိုယုံကြည်ရလို့လည်းယာယီသမရကပြောကြားလိုက်ပါတယ်။အရက်နွေဦးဒေါ်လန်ရိပ်မှာအာနာရှင်ခေါင်းဆောင်တွေလက်မြောက်အရှုံးပေးသွားကြတာကို အလုံးသိထားပြီးဖြစ်တာကြောင့်မြန်မာနိုင်ငံမှာလည်းအာနာရှင်ခေါင်းဆောင်တွေလက်မြောက်အရှုံးပေးသွားအောင်တွေအစိုးရတစ်ဖွဲ့လုံးကအလုံးနဲ့တသက်ပြကြဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်းယာယီသမရဒူဝါလက်ရှိလကပြောပါတယ်။ Syria သမ္မတအာနာရှင်အာဆတ်ဟာ ဒီဇင်ဘာလ10ရက်နေ့မှာဆီးရီးယားနိုင်ငံကနေရုရှားနိုင်ငံကိုထွက်ပြေးသွားခဲ့ပြီး2011ခုနှစ်ကနေစတင်ခဲ့တဲ့ဆီးရီးယားဒေါ်လာရေးဟာဆက်လင်းနေအကြမှာတော့အောင်မြင်စွာအဆုံးသတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကဘာလုံးကအံ့အားသင့်ပြီးနိုင်ငံကသတင်းအလုံးမှာဖော်ပြနေချိန်မှာအကြမ်းဖက်စစ်ကောင်စီကသူတို့ဝါဒဖြန့်သတင်းစာတွေမှာတော့ဆီးရီးယားအာဏာရှင်အာဆတ်နိုင်ငံကနေထွက်ပြေးသွားတဲ့သတင်းကိုလုံးဝဖော်ပြခြင်းမပြုဘဲသတင်းကိုအမှောင်ချခဲ့တာကိုလည်းတွေ့ရှိရပါတယ်ရှင်။ ဒီတခါမှာတော့ ပြည်ပနိုင်ငံတွေကနေတရားမဝင်တင်သွင်းတဲ့သွင်းကုန်ပစ္စည်းတွေကိုလေးစားခန့်ပုံမဖမ်းဆီးဖို့အတွက်ဒုစစ်ကောင်းဆောင်စိုးဝင်းကထပ်မံအမိန့်ပေးလိုက်တယ်လို့သိရှိရပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့တရားမဝင်ကုံသွယ်မှုတိုက်ဖျက်ရေးဘူးကော်မတီအစည်းအဝေးမှာစိုးဝင်းကအခုလိုပြောဆိုအမိန့်ပေးလိုက်တာလည်းဖြစ်ပါတယ်။၂၀24ခုနှစ်လအလိုက်တရားမဝင်ကုန်ပစ္စည်းတွေဖမ်းဆီးရရှိမှုမှာတစ်လတစ်လတိုးတက်ဖမ်းဆီးနိုင်ခဲ့ပေမဲ့လည်းမြန်မာနိုင်ငံနဲ့ကုံသွယ်ပဲအိန္ဒိချင်းနိုင်ငံတွေရဲ့ပို့ကုန်သွင်းကုန် က်ခံစင်းကိုတိုက်ဆန်စစ်ဆေးခဲ့ရမှာတော့မြန်မာနိုင်ငံရဲ့ပို့ကုန်သွင်းကုန်ရဲ့စင်းမှာအိန္ဒိယနိုင်ငံတွေရဲ့စင်းစရာရများစွာယွန်းနေတာကြောင့်တာဝန်ရှိသူတွေအနေနဲ့ပြပကနေတင်သွင်းတဲ့တရားဝင်ကုန်ပစ္စည်းတွေကိုအခုထက်ပုံမိုကလေးစားခံတတိယောက်ဖမ်းဆီးနိုင်ဖို့ဆောင်းရံစိုးဝင်းကအမိန့်ပေးလိုက်တာလည်းဖြစ်ပါတယ်2024ခုနှစ်စက်တင်ဘာလအောက်တိုဘာလနဲ့နိုဝင်ဘာလအတွင်း ကုန်ပစ္စည်းတွေဖန်ဆီးရရှိမှုမှာလုပ်ငန်းသုံးကုန်ကျန်ပစ္စည်းတွေကအများဆုံးဖြစ်ပြီးလိုင်စင်မဲ့ယင်းနဲ့တရားဝင် ကုန်တင်ယင်းဖန်ဆီးရရှိမှုမှာဒုတိယအများဆုံးနဲ့တတိယအများဆုံးဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့တွေကြီးထွားအင်အားကောင်းစေတဲ့တရားဝင် ကုန်သွယ်မှုပပျောက်ရေးလို့အမိတက်ခေါင်းစဉ်တက်ကပြည်ပကနေတင်သွင်းတဲ့ကုန်ပစ္စည်းတွေကိုဖန်ဆီးနေတာလည်းဖြစ်ပါရဲ့ရှင်။ဒီတကမှာတော့ အကြမ်းဖက်စစ်တပ်ကကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေမှာစစ်လေရင်တွေကိုရောင်းချခြင်းနဲ့ပြုတ်ပြင်ထိမ့်သိမ်းမှုတွေမှာပါဝင်နေတယ်။တရုတ် AVIC ကုမ္ပဏီနဲ့ဆက်ဆံရေးအဆုံးသတ်ဖို့အတွက် Airbus ကုမ္ပဏီ CEO ထံကိုမြန်မာဒေါ်လာအင်အားစုတွေနဲ့အရက်ပတ်အဖွဲ့အစည်း300ကျော်ကအိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုခဲ့ကြတယ်လို့လည်းသိရှိရပါတယ်။မြန်မာနိုင်ငံဟာ EU ရဲ့စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးပြဋ္ဌာန်းချက်ချမှတ်ခံထားရတာကြောင့် Airbus ကုမ္ပဏီအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ပွဲစားကုမ္ပဏီနဲ့ဆက်ဆံ ံနေတာဟာ NAA ကိုဖိတ်ခေါ်နေတာဖြစ်တယ်လို့လည်းအဖွဲ့ပေးစာမှာဖော်ပြထားပါဗျ။ဒါအပြင်တရုတ် AVNC ကုမ္ပဏီနဲ့ဘန်နာရေးမဟာဗျူဟာချိတ်ဆက်မှုတွေကနေရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုကြီးတွေကိုအားပေးကူညီမှုမရှိစေဖို့အတွက်ဂရုပြုရမှာဖြစ်တယ်လို့လည်းအဖွဲ့ပေးစာမှာထောက်ပြထားပါဗျ။လက်ရှိအချိန်မှာ Airbus ကုမ္ပဏီကတရုတ် AVNC ကုမ္ပဏီရဲ့ share တွေကိုပိုင်ဆိုင်ထားပြီးအဲ့လိုပိုင်ဆိုင်ထားမှုဟာစစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးပြဋ္ဌာန်းချက်ကိုချိုးဖောက်ရာရောက်နိုင်တယ်လို့အရက်ဘက်အဖွဲ့တွေကသတိပေးထားပါဗါဒါကြောင့်တရုတ် AVNC ကမြန်မာစစ်အုပ်စုနဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးကိုရပ်ဆိုင်းဖို့ညှင်းဆန်နေရင်တောင်တရုတ် AVNC ကလည်းရင်းနှီးမြှုပ်နှံမှုတွေကို Airbus ကုမ္ပဏီကတောင်းဝန်ယူမှုရှိစွာနဲ့ရုတ်သိမ်းကဆက်ဆံရေးကိုအဆုံးသတ်ဖို့အရက်ဘက်အဖွဲ့တွေကတညီတညွတ်တည်းတောင်းဆိုထားပါတယ်ရှင်။ ပဲခူးတန်တဲ့တဘောကိုတက်ဆက်ပေးကြပါရယ်ပဲခူးတန်အုပ်ဖို့မြို့ကို PDF တပ်ဖွဲ့တွေကသိမ်းပိုက်မယ်ဆိုတဲ့သတင်းတွေကြောင့်ရိုးမအဆက်မှာရောက်ရှိနေတဲ့စစ်ကြောင်းတွေမြို့ပေါ်ကိုအလင်းအမြန်ဆုတ်ခွာသွားပြီးတဲ့နောက်မှာလမ်းတွေအလုံးကိုပိတ်ချလိုက်ပြီးပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအချိန်မြင့်လှုပ်ဆောင်နေလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြပြပါရယ်ဒီဇင်ဘာလ17ရက်နေ့က ရိုးမအဆက်မှာစစ်ကြောင်းထိုးနေတဲ့အကြက်ဘက်စစ်ကောင်စီတပ်သားတွေဟာမြို့ပေါ်ကိုအလင်းမြန်ဆုတ်ခွာလာပြီးအဲ့ဒီနောက်မှာမြို့ပေါ်ကလမ်းပိုင်းအလုံးကိုပိတ်ချလိုက်ပြီးလူငယ်အများပြားကိုလည်းပေါ်တာဆွဲဖမ်းဆီးနေရလို့လည်းသိရှိရပါတယ်။အဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးနေတာကြောင့်အုပ်ဖို့မြို့မှာပြည်သူတွေအလုံးဟာကြောက်လန့်နေကြပြီးအပြင်ကိုဘယ်သူမှမထွက်ရဲကြတော့ပဲမြို့တစ်မြို့လုံးဟာခြောက်ကန့်နေရလို့လည်းဒေသနေပြည်သူတွေကပြောပြပါဗျာ။ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ကဂျိုးပင်ကောက် KTV ကနေပြန်လာတယ်။ ။အုပ်ဖို့မျိုးလက်စစ်ရက်ွက်ကဇီယာမင်းဆိုသူကိုပေါ်တာဆွဲဖမ်းဆီးပြီးမြို့နယ်တရားရုံးမှာဖမ်းဆီးထားစဉ်ထွက်ပြေးသွားတဲ့အတွက်လိုက်လံဖမ်းဆီးတာတွေလှုပ်ဆောင်နေရလို့လည်းသိရှိရပါတယ်။ဒါအပြင်အုပ်ဖို့မြို့နယ်ဆက်ပုတ်ကျေးရွာအုပ်ချုပ်ရေးမှူးဝင်းလွင်ဦးကလည်းစစ်တပ်ခေါ်လာပြီးတရားလုံးကိုပေါ်တာဆွဲလိုက်လံဖမ်းဆီးခိုင်းတဲ့အတွက်အမျိုးသားတွေအားလုံးဟာထွက်ပြေးနေရပြီးရွာမှာအမျိုးသမီးတွေပဲကြန့်ရှိတော့တယ်လို့လည်းသိရှိရပါတယ်ရှင်။ စကိုင်းတိုင်းတဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်။စကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်တနာကျောက်ကနေရိခါပို့ဆောင်ဖို့ထွက်ခွာလာတဲ့စစ်ရေရင်နှစ်စီးကိုပြစ်ခတ် တက်ခတ်ရာကနေစစ်ကောင်စီတပ်သား၃ဦးဟာတေသွားခဲ့တယ်လို့ငမိုးရင်ကော်လန်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတရင်နာတာကိုပြပြပါရယ်။ဒီဇင်ဘာလ၁၇ရက်နေ့နနက်၉နာရီလောက်က မုံရွာမြို့အနောက်မြောက်တိုင်းစစ်တနာချုပ်ကနေအကြက်ဖက်စစ်သားတွေဟာစစ်ရဲရင်နစီနဲ့အုံးပင်စိတ်ကန်းကနေကံကြီးကုန်းပူစော့တိရွာနဲ့အမြင့်ရဲစကန်းကိုချင်းတွင်းမြောင်းတိုင်းရိခါပို့ပို့ထွက်ခွာလာစဉ်မှာကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းငမိုးရိတ်ကော်လန်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းမှာအကြက်ဖက်တပ်သား၃ဟာတေသွားတာဖြစ်ပြီး၆ဦးထက်မလဲလဲထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့သခိုင်းတိုင်းမုံရွာမြို့ကနေမန္တလေးမြို့ဘက်ကိုထွက်ခွာလာတဲ့အကြက်ဖက်စစ်တပ်ရဲ့တံပြားကာစစ်ကားလေးစီးကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာမှာစစ်ကောင်စီတပ်သား၈ဦးဟာတေသွားခဲ့တယ်လို့မုံရွာခေအမှတ်စနစ်တရင်တက်ခွဲ၃လက်စီးတက်ခွဲကတာဝန်ရှိသူတို့ကပြပြပါဗျ။ဒီဇင်ဘာလ၁၇ရက်နေ့နနက်၁၀နာရီအချိန်မှာမုံရွာမြို့ကနေမန္တလေးမြို့ဘက်ကိုမန္တလေးမုံရွာလမ်းပိုင်းတိုင်းထွက်ခွာလာခဲ့တဲ့အကြက်ဖက်စစ်တပ်ရဲ့တံပြားကာကာလေးစီးရင်တန်းကို တော်လန်တစ်ဖက်ဝင်တွေကချောင်းမြင့်မို့လမ်းပိုင်းတနေရာမှာ မိုင်းဆွဲပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီစစ်ကလေးစီးကိုတော်လန်တပ်ဖွဲ့တွေက၈ထွက်မိုင်း၆လုံးဗြိတိသားမိုင်း၉လုံးတို့နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်တပ်သား၈ဦးဟာမိုင်းထီမန်နဲ့နေရာမှာပဲပွဲချင်းပြီးတစ်ဆုံးခဲ့ပြီးတဦးမှာပြင်းထန်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်ဒါအပြင်မိုင်းဆွဲတိုက်ခိုက်မှုတွင်ကားနှစ်စီးမှာပျက်စီးသွားခဲ့ပြီး၆ဦးမြို့ဟန်သစ်စီဇန်အနီးမှာထားခဲ့ကကျန်းနစည်းနဲ့နှက်ရည်ကန်ကြေးရွာနီးအကြမ်းဖက်စစ်တပ်တဆွဲထားရနေရာကိုတောရောက်ပြေးနေတာမှာစ ်ကိုင်းမျိုးဘက်ကိုထွက်ခွာသွားတယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေ့ကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။